ဟုတ်ကဲ့အဲ့တော့ပြပြောရရင်ကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်ဒီမိုကရေစီမှာအာဏာရဲ့မူလဘူတာပိုင်ရှင်ကပြည်သူဖြစ်ပါပြည်သူသားအကြီးကပြည်သူသားအခေယာဖြစ်တယ်အခုမင်းအောင်လှိုင်စေအောင်စုကတိုင်းပြည်ရဲ့အာဏာကိုတနက်အားကိုနော်ပြီးတော့အတင်းအဓမ္မအာဏာသိမ့်ထားတယ်ဖက်စစ်တပ်ဖြစ်တယ်ဒီအခြေအနေကိုကျွန်တော်တို့ပြည်သူတွေကလုံးဝလက်မခံဘူးဆိုတာကိုလေဒီຫນွေဦးဒေါ်လာရေးဒါအချင်းအခု၄နှစ်ကျော်လုံး၅နှစ်ကာလတက်ဆောက်လူတို့ကဒီလန်ပေါင်းစုံနဲ့ပေါ်ထုတ်ကတ်တာခဲ့ပြီးသားဖြစ်တယ်အခုလည်းပေါ်ထုတ်နေတယ်အဲ့တော့အခုလာမယ့် ဒီဇင်ဘာ10ရက်နေ့ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာလည်းပဲကျွန်တော်တို့ပြည်သူ့ရဲ့အာဏာကိုပြည်သူ့စန္ဒာသဘောထားကိုဒီတိုင်းငယ်လုံးပြည်လုံးကျွတ်နော်ကျွန်တော်တို့အတန်တိတ်တပိတ်ကြီးနဲ့ဖော်ထုတ်ပြသကြမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ပြည်သူ့စန္ဒာပြည်သူ့သဘောထားကိုအပြည့်အဝယုံကြည်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူနဲ့အတူရှိနေတယ်ပြည်သူတွေကိုယ်တိုင်ဒီလာမဲ့နော်ဒီဇင်ဘာ10ရက်နေ့မှာအတန်တိတ်တပိတ်ကြီးမှာအပြည့်အဝပါဝင်ပူပေါင်းကြနိုင်မယ်ဟုတ်ပြီဒီအတွက်နော်ဒီအထိခိုက်တယ်နော်ပြည်သူလူထုနော်ဒီ နှိမ့်ဆက်ညှင်းဆက်ခံရမရှိနိုင်ဘူးလားရှိနိုင်ပါတယ်ကျွန်တော်တို့ဒါသိပြီးသားတော်လန်ကြီးတရက်ဖြစ်တာနဲ့အညီနော်ထိခိုက်မှုတွေအဆုံးရှုံးတွေရှိတယ်ဆိုတာကျွန်တော်တို့သိပြီးသားသို့တော်ကျွန်တော်တို့ပြည်သူရဲ့အခြေအနေဆန္ဒကဗျဒီအာနာရှင်စနစ်ကြီးအောင်မှာတို့အကြာကြီးနေသွားတော့မယ်ဆိုရင်တနည်းပြောရင်အာနာရှင်စနစ်သက်ဆိုးရှည်သွားမယ်ဆိုရင်ဖြစ်မဲ့တိုင်းပြည်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးအများကြီးပိုဆိုးတာကြောင့်ဒီအာနာရှင်စနစ်ဆန့်ကျင်ရေးမှာတို့ဒါစင်စက်မပြတ်ပုံစံမျိုးစုံနဲ့ပါဝင်နေကြတာဖြစ်တယ်ဒါကြောင့်ချုပ်ပြောရရင်ကျွန်တော်တို့အနေနဲ့ဒီလာမယ့်နော်ဒီဇင်ဘာ၁၀ရက် ပြည်လုံးကျွတ်အတန်တိတ်တပိတ်ကြီးကအပြေးဝနော်အောင်မြင်မဲ့လူလူတရလုံးဝတယ်နော်လဲနေလီအောင်မြင်းဆောင်မကြံပေါ့ဗျာပူပေါင်းပါဝင်ကြမယ်ဆိုတော့ကျွန်တော်တို့အပြေးဝယုံကြည်တယ်အဲ့ဒီနေ့မှာနော်ကျွန်တော်တို့ပြည်သူတွေသွေးအေးမသွားဘူးအာနာရှင်စနစ်အောက်မှာကြောက်ဘူးတုံးမနေဘူးဆိုတာကိုထပ်ပြီးတော့တက်ပြီးပြကြဖို့လေဖြစ်ပါတယ်ခင်ဗျမှန်ပါတယ်အဲ့တော့ဒီမင်းအွန်လိုင်းဖက်စစ်တက်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တခုဒီသောနီလန်းကအကြောက်တရားနဲ့ဖိနှိပ်ရက်ဆက်ကြမ်းကြုတ်မှုနဲ့ပဲအုပ်ချုပ်တာပါအဲ့တော့ဒီလိုအကြောက်တရားလုပ်တဲ့အခါမှာနီလန်းမျိုးစုံပေါ်မှာအင်မတန်မှလူသားမဆန်စွာရဲရဲဆက်ဆက်လုပ်တယ် ဲ့တော့အခုလိုလာမယ့်အတန်တိတ်တပိတ်လိုလှူရှာမှုဆိုတေးချပါတယ်ဒီဖက်စစ်တက်ကသူလောက်တက်တဲ့တကူဒီတော်နီးလန်းဖြစ်တဲ့ပြည်သူလူထုကိုရက်ဆက်မယ်ဖိနှိပ်မယ်ချင်းချောက်မယ်ပေါ့ဗျာဒါပဲလို့အဲ့ကျွန်တော်တို့ပြောချင်တာဒီနေ့21ရာစုကဘာကြီးဗျာ21ရာစုမြန်မာပြည်သူတွေပါအဲ့လိုနော်တက်ပြလို့ဖမ်းပြလို့စီးပြလို့နော်ကျွန်တော်တို့ကြောက်ရွံ့ပြီးတော့နော် တွေးကြောင်သွားမယ်နော်ဒါဒူးထောက်လက်မြောက်သွားမယ်တဲ့မှာဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေမပါတော့ဘူးဗျမပါတော့အဲ့လိုမပါလို့လေဒီຫນွေဦးတော်လံကြီးကအခုအချိန်၅နှစ်ကြီးတလောက်ကြီးအတိုင်းအတာတစ်ခုကြီးနော်အကျိုးရလက်ကြီးအများကြီးရနေတာဖြစ်တယ်ပြောချင်တာ၆တိုင်းဟောက်တိုင်းကြောက်သွားမယ်တဲ့မှာကျွန်တော်တို့မြန်မာပြည်သူတွေမပါဘူးပေါ့ဗျဒါကိုပြောချင်တယ်မှန်ပါတယ်တိုးတော့အရင်နှီးတွေရှိနေမယ်ထိခိုက်မှုတွေရှိတော်လံကြီးတရက်မှာကျွန်တော်တို့အာနာရှင်စနစ်ကိုပဲတလောက်ရက်ဆက်ရုပ်မာတဲ့နော်အာနာရှင်ကိုတွန်းလှန်နေရတာဖြစ်တဲ့အတွက်ထိခိုက်အရင်နှီးအပွန်းပဲတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ ကြိုတင်ပြောလင်းထားပြီးသားဖြစ်တယ်။သို့သော်ကျွန်တော်ထပ်ကတက်ကပြောပါတယ်မတော်လန့်ဘူးဒီအာနာရှင်စနစ်ကြီးသက်ဆိုးရှည်သွားရင်ဒီတိုင်းပြည်မှာနောက်ထပ်နော်သားစင်မြေဆက်နော်ခံရမယ်နောက်ဆက်တွဲစိုးကျိုးကပိုများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီဒေါ်လန်ကြီးကိုနီလန်ပြုစုံနဲ့ဆင်နွှဲတယ်။အဲ့တော့ဒေါ်လန်ကြီးကိုဆင်နွှဲတဲ့အခါမှာကျွန်တော်တို့တတိတတိအသိဉာဏ်ပညာအပြည့်နဲ့ကျွန်တော်တို့ဆင်နွှဲကြမှာဖြစ်တယ်။အဲ့တော့အခုဒါဆိုရင်အတန်ဒေးသပိတ်ဒီလုံးမယ်ဆိုတော့တိကျတဲ့မင်းအောင်လိုင်းကဖိနေမှာတို့တော့ကျွန်တော်တို့ပြည်သူလူထုရဲ့တတိတတိဉာဏ်ပညာအပြည့်နဲ့ပေါ့ကျွန်တော်တို့ပူးပေါင်းပါဝင်မှုတွေက တရားပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့နော်ညံနဲ့ရှင်ပြီးတော့ပေါ့ဗျာနော်တော်လန်ကြဖို့ဖြစ်တယ်ညံနဲ့ရှင်ပြီးတော့ဒီအတန်လေးသပိတ်ကြီးမှာလက်တွေ့ကြကြပူပေါင်းပါဝင်ကြဖို့ဖြစ်တယ်အဓိကလိုရင်းကတော့အဲ့ဒီနေ့အဲ့ဒီတတ်မှတ်အချိန်တွင်းမှာကျွန်တော်တို့ပြည်သူလူထုတွေနော်အရေးပါတဲ့ဒီကျွန်တော်လမ်းမကြီးတွေမှာနော်လူသူကင်းမဲ့နေဖို့နော်ကျွန်တော်တိတ်ဆိတ်နေဖို့ဒါအဓိကနော်ဒါအဓိကပဲအဲ့ဒီအချိန်အဲ့ရံဒါကိုကျွန်တော်တို့ကြီးရွယ်တယ်ဒါကိုလည်းပြည်သူကသဘောပေါက်နားလည်ပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ယုံကြည်ပါတယ်နော်တတိအပြည့်နဲ့ ဉာဏ်ပညာအပြည့်နဲ့ပြည်သူတို့ကပေါင်းနေမယ်တချိန်ထဲမှာပဲဖက်စစ်တက်ကတော့သူလုံးဆရာရှိတယ်သူလုံးတက်တဲ့တခုတည်းသောနီလန်းဖြစ်တဲ့အကျန်းဖက်ဖိနေမှုဇန်နရာတွေကိုပို့ပြီးတော့စူးစူးဝါးဝါးဒါဆောင်ရွက်ဖို့ရှိပါလိမ့်မယ်ဆိုတာပြောချင်ပါဟုတ်ကဲ့အဲ့တော့ဗျာကျွန်တော်တို့တာမန်အဲ့အဲ့ရမှာပေါ့နော်ကျွန်တော်တာမန်ကိုယ်ကြီးမှာပဲကိုနေတဲ့လူတွေအတွက်ကထူးပြောစရာမရှိဘူးပုံမှန်လည်းပဲကိုယ်အဲ့ချိန်မှာနော်အပြင်လုံးဝမတော်ပဲကိုယ်ကြီးထဲမှာကိုနေဒါတိတ်သိမ့်နေတဲ့ဖာနေနော်တော်လန်ကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောကြမယ်ဆိုကြမယ်နော် ဖြန့်ဝေကြမယ်ပေါ့ဒါအာမန်ပြည်သူတွေပုံမှန်လည်းပဲအပြင်ထွက်เสียမှရှိတဲ့ပြည်သူတွေပေါ့ဟုတ်တယ်ခုနကတပည့်လုပ်ငန်းသဘောအရာကခုနကကားမောင်းရင်းမောင်းရတဲ့လူတွေရှိနိုင်တယ်နောက်ဈေးဖွင့်ရတဲ့လူတွေရှိနိုင်တယ်ကျွန်တော်တို့နားလေကျွန်တော်တို့နားလေသူတို့သိကြတဲ့ deposit ကနီလန်မျိုးစုံနဲ့ဖျားပေးပါပဲကျွန်တော်တို့လည်းလာဆက်သွေးကြတယ်အကြံဉာဏ်တောင်းကြတယ်သူတို့ဘလို့ပါကြမယ်ခုနကပြောသူတို့ကသူတို့ဈေးထဲမှာစိုင်လေးဖွင့်နေမယ်လာဝဲသူမရှိကွက်ဝတိတ်သတိနေနေမယ်ဒါပြီးတာအဓိကအဲ့ဒီအချိန်မှာကျွန်တော်ပြောချင်တာကနော်ဟိုအရေးကြီးတဲ့နော်လူများများရှိတဲ့စီကားတဲ့နေရာတွေလမ်းတွေ နော်ဈေးတွေထဲမှာလူတွေကျဲတောက်လူတွေစိတ်သုံးကင်းမဲ့နေဖို့တိတ်ဆိတ်ငြိမ်သက်နေဖို့လိုရင်းဖြစ်တယ်။ကိုယ့်ကိုယ်ဆိုင်ဖွင့်လျာရှိတဲ့ပြည်သူတွေဖွင့်နေပါဖွင့်မှုဆိုရင်စိတ်အုပ်စုကအတင်းလာဖမ်းမယ်ဆိုင်ကိုနော်ဒုက္ခပေးမယ်ဆိုတော့အဈေးတွေရှိနိုင်တယ်ဖွင့်နေပြဿနာမရှိကိုယ့်ကိုယ့်ကိုယ်ဆိုင်ထဲမှာထိုင်နေမယ်လေလာဝယ်သူမရှိဘူးဈေးတွေမှာပြည်သူတယောက်မှမရှိဘူးနော်ဖွင့်ဈေးတွေဖွင့်တာပဲရှိဘာပြဿနာမရှိအဲ့လိုပဲနော်ကျွန်တော်တို့ဒါခုနပြောတဲ့စိုက်ကားဆရာတွေရှိမယ်သုံးဘိန်းဆရာတွေရှိတယ်နော်ခုနပြောတဲ့ဒီလိုင်းကားဆရာတွေရှိတယ်တို့သူပုံမှန်ပြီးနေတို့သူပြည်သူတွေရှိမနေဘူး ဒါပဲတွေ့ကျင်တာဒါပဲเนาะအဲ့တော့ကျွန်တော်တတိအပြည့်နဲ့တော်လန်ရေးမှာပါဝင်တယ်တတိအပြည့်နဲ့ပါဝင်တယ်ဉာဏ်ပညာနဲ့ရှင်ပြီးတော့ဒါတော်လန်နဲ့ပါဝင်တယ်ဆိုတာဒါပါပဲဒိဋ္ဌိကကျွန်တော်တို့ကပြည်သူကိုယုံကြည်ပြီးသားဗျပြည်သူကအဲ့ဆိုသူတို့အတွေးခေါ်တွေသူတို့ရှိပြီးသားခုနကကျွန်တော်တို့လာပြောကြတယ်ဈေးတော်ဖွင့်မယ်နော်အဲ့သေးကြပဲလာဝယ်လို့ကျေးဇူးမရှိဘူးသူတို့ကလည်းရောက်မှာမဟုတ်ဘူးဒါမျိုးစီတွေပေါ့နော်အဲ့အဲ့ဒါမျိုးပုံစံနဲ့ကျွန်တော်တို့ပြည်သူလူထုကလာမဲ့အတန်တိတ်တပိတ်ကြီးမှာလည်းပါဝင်ကြလိမ့်မယ်ဆိုကျွန်တော်တို့ကအပြည့်ဝယုံကြည်ပြီးသားကျွန်တော်တို့ကိုယ်တိုင်လက်တာပြည်သူတွေဈားထဲမှာရှိတယ်ပြည်သူတွေကအဲ့နေအတွက်အားလုံးကနော်ဒါပြောကြရင် အားမွေ့နေပြီးသားပြင်းစင်းနေပြီးသားပေါ့နော်ဒါကိုကျွန်တော်တို့ထပ်ပြီးတော့ပြောချင်ပါတယ်တစ်ဖက်ကလည်းမှန်တယ်မဲအောင်လိုင်းရဲ့ဖိနှိပ်မှုရန်ရည်ရတော့ရှိနေမယ်ဒါတွေကိုလည်းကျွန်တော်ဉာဏ်ပညာအပြည့်နဲ့ဒါတော့တတိပြုပြီးကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ကြရမှာပေါ့မှန်ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်တို့ရဲ့ပြည်သူဒါပြည်သူ့ကျအတန်တဲ့တပိတ်ကြီးရနေအဓိကတော့ကျွန်တော်တို့လူထုသဘောထားစန္ဒလူထုလူသားချက်၃ရက်ကိုကျွန်တော်ဒါဖော်ထုတ်ပြသခြင်းဖြစ်တဲ့ဒါကျွန်တော်အမေစုနဲ့နော်ဒါနိုင်ငံတော်သမ္မတကြီးဦးမင်းမြင့်အပါအဝင်အတေအာရမဖန်ဆီးခံထားတဲ့နိုင်ငံကြီးအကျဉ်းသားပေါင်းတောင်းနေရှိပြီးရှိတယ် ဒီပုံကိုယ်တွေကိုဖမ်းဆီးထားပြီးတော့ဘာဒီမိုကရေစီတွေဘာရွေးကောက်ပွဲတွေတို့နေတာတော့လုံးဝအထိတ်တယ်မရှိဘူးဒါကြောင့်အမေစုပါဝင်တမတာကြီးဥဝင်းမြင့်အပါဝင်အတင်းအဓမ္မဖမ်းဆီးခံထားတဲ့နိုင်ငံနော်ကနိုင်ငံကြီးအကျဉ်းသားပေါင်းများစွာကိုထွင်းချက်မရှိအများဆုံးပြန်လွတ်ပေးဖို့လိုအပ်ပါတယ်နောက်အခုစေအောင်စုလုံးနေတဲ့ရွေးကောက်ပွဲအတုဒါကျွန်တော်ထက်ကထက်ကပြောတယ်ကျွန်တော်တို့ဒီမိုကရေစီကိုလိုလားတဲ့ဆိုတဲ့အခါမှာရွေးကောက်ပွဲဆိုတာကျွန်တော်မရှိမဖြစ်လိုအပ်ပါတယ်ဒါဟုတ်ကျွန်တော်တို့မသိလို့မသိတယ်သို့တော့အခုစေအောင်စုလုံးနေတဲ့ရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲလို့တောင်ခေါ်လို့မထိုက်ဘူးဒါရွေးကောက်ပွဲအတုလုံးပွဲကြီးပဲ ကျွန်တော်တို့တိုင်းပြည်ကိုအာဏာရှင်စနစ်တပ်ဆိုးရွှေဖို့လောက်ကျန်ဖန်တီးတဲ့ထောင်ချောက်တက်တက်တာဖြစ်တယ်ဒါကိုလူတို့ကသိတယ်လူတို့ကဒါကြောင့်ဒီရွေးကောက်ပွဲအတုကိုလုံးဝလက်မခံဘူးဆိုတော့ကျွန်တော်ပေါ်ထုတ်ပြသခြင်းဖြစ်တယ်နောက်ဆုံးတစ်ခုအင်မတန်အရေးကြီးပါတယ်စေအုပ်စုကအခုနေစင်တဲ့အမြတ်တိုင်းပြည်ရဲ့အညွန့်အခုအနာဂတ်တွေဖြစ်တဲ့လူငယ်လူရွယ်တွေကိုတည်တွင်းတွေကိုပို့အရမပေါ်တာဆိုရစစ်မှုထမ်းဥပဒေနဲ့နော်ဒါဒီဥပဒေစစ်မှုထမ်းအရမဥပဒေလုံးဝဖျက်သိမ်းဖို့လိုတယ်အဲ့နော်ဒါဟိုဒီသုံးချက်ကိုအဓိကတောင်းဆိုရတယ်။သို့တော်အဓိကထပ်ပြီးပြောချင်တာက ဒီ sinus strike ကြီးမှဒီငါတို့ပြည်သူတွေကတော်လန်ရေးခရီးကိုအတူဆက်ပြီးတော့သွားနေတယ်အချိန်၅နှစ်ကျော်ကြာပြီဖက်စစ်ကနော်ဒီကမ္ဘာလုံးမှာအဆိုးအဝါဆုံးဆိုတဲ့အာဏာရှင်စနစ်အောက်မှာတပ်ဖြတ်မှုတွေဖမ်းဆီးမှုတွေအောက်မှာငါတို့ပြည်သူတွေလုံးဝလက်မမြောက်ဘူးလုံးဝဒုမထောက်ဘူးလုံးဝသွေးအေးမသွားဘူးလုံးဝသွေးမကြောင်ဘူးဆိုတော့ကျွန်တော်တို့ဖော်ထုတ်ပြသခြင်းဖြစ်တယ်အဲ့တော့အဓိကကတော့ဒီအာဏာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်အာဏာရှင်စနစ်ကြောင့်ကျွန်တော်ထပ်ပြောပါမယ်တက်မတော်မြန်မာတက်မတော်ဘာကောင်းသွားတယ်လဲ အာနာရှင်စနစ်ကြောင့်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေအတွက်ဘာကောင်းကျိုးရှိလဲဒီ၅နှစ်အတွင်းအာနာရှင်စနစ်ကြောင့်နိုင်ငံဝန်ထမ်းတွေအတွက်ဘာကောင်းကျိုးရှိသွားလဲတေချာပြန်စဉ်းစားကြပါဒါကြောင့်အာနာရှင်စနစ်ဒီတိုင်းပြည်ရဲ့ပုံရံသူဖြစ်တဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဘုံတာဝန်အနေနဲ့အာနာရှင်စနစ်အမြန်ဆုံးခြုံငင်းရေးကိုနီလန်မျိုးစုံနဲ့ဆက်သွားမယ်ဟဲ့ဆိုရတဲ့ဒီအချိန်၅နှစ်ကျော်နော်ဒေါ်လာရင်းခရီးတီလာမဲ့တန်ဒီစာနာစွာကြီးရတယ်ထပ်လောင်းပြီးတော့ကျွန်တော်တို့တစ်ကမ္ဘာလုံးကြောက်အောင်ပေါ်ထုတ်ပြသကြမှာဖြစ်ပါတယ်ခင်ဗျဟုတ် မှန်ပါတယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပြောတယ်ဒီ main online စေုပ်စုကတိုင်းပြည်ကိုအတင်းအဓမ္မနော်အာဏာသာယူတာဗျတိုင်းပြည်တစ်ခုကိုဘယ်လိုအုပ်ချုပ်ရမလဲဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြရမလဲပြည်သူလူထုဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုရက်ဉာဏ်ပညာအသိနော်လောကကင်းမဲ့အဲ့တော့အခုသူတို့အခုလုံနေတဲ့နော်ဖိနေမှုတွေတက်ဖြတ်မှုတွေအကြမ်းဖက်မှုတွေကြောင့်သူတို့ဘာရမလဲသူတို့လူထုကပို့ပြီးတော့ရိုးရှာသွားတာပဲသူတို့လူထုကပို့ပြီးတော့မုန်းတိသွားတာပဲ ူတို့တို့ကပို့ပြီးတော့စိတ်ကုန်စိတ်ပြက်ပြီးတော့ငါတို့ဒီအခြေအနေအောက်မှာဘယ်လိုမှနေလို့တော့မရတော့ဘူးငါတို့နီလန်းမျိုးစုံနဲ့ဆန့်ကျင်မှရမယ်နော်တော်လန်ကြီးမှာပါဝင်မှရမယ်ဆိုတော့စိတ်သက်တွေပဲလူတို့မှာပို့ရှိသွားတယ်အဲ့တော့မင်းအောင်နိုင်ဒီအာနာတာယူတာနော်တိုင်းပြည်တစ်ခုကိုဘယ်လိုထုတ်ချုပ်ရမယ်ဆိုတော့အသိဉာဏ်ပညာလုံးဝမရှိတဲ့နော်တကယ်နော်လူပါလာပေါ့လူမိုက်လို့ပဲကျွန်တော်တို့ပြောကျင်တယ်အဲ့တော့တစ်ဖက်ကအချိန်ထဲမှာပဲကျွန်တော်တို့ပြည်သူတွေကပို့ပြီးတော့ဘဝအပိတ်အတိအရာပို့ပြီးခိုင်မာသွားတယ်ကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ကျင်သလား တကယ်တိုးတက်ခြင်းသလားတကယ်ဖွံ့ဖြိုးခြင်းသလားသိကြတယ်ကျွန်တော်တို့နိုင်ငံကလေတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ် တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တိဆောက်မှသာရအဲ့တော့ဒီအာနာရှင်စနစ်အခုဗျာ၄နှစ်ကျော်သွားပြီတိုင်းပြည်ရဲ့အခြေအနေ2021နဲ့ရှင်နှစ်40လောက်နောက်ပြန်ဆုတ်သွားတာပဲဒါပဲအဲ့တော့အာနာရှင်စနစ်သက်ဆိုးရှည်နေပြီကျွန်တော်တို့တိုင်းပြည်ဘာမှမကောင်းနိုင်ဘူးပညာရေးတဲ့မကောင်းနိုင်ဘူးကျန်းမာရေးတဲ့မကောင်းဘူးလမ်းလဲနော်ကောင်းမှာမဟုတ်ဘူးမီးလဲမှန်မှာမဟုတ်ဘူးဒါကြောင့် အာနာရှင်စနစ်အများဆုံးခြုံငင်ရေးဒီကျွန်တော်တို့ရဲ့သမိုင်းပေးတာဝန်ဖြစ်တယ်ဆိုတော့ပို့ပြီးတော့ပေါ်နှင်းလာတယ်ပို့ပြီးတော့ထင်ရှားလာတယ်အဲ့တော့ကျွန်တော်တို့ပြည်သူအနေနဲ့ကတော့တော်လန်ရေးမှားတာပါအခြားမရှိဘူးဆိုတော့ဆက်ပြောခြင်းနဲ့မင်းအွန်လိုင်းကိုဒီရက်နေ့ကျွန်တော်ထပ်ပြောခြင်းလာတယ်အကြမ်းဖက်လို့တက်ဖြတ်ပြသူကြောက်ရွံ့တုံ့တော်မယ်တဲ့မှာဒီနေ့27ရာစုမြန်မာပြည်သူတွေမပါဘူးဟိဆိုတာပဲပြောခြင်းပါကျွန်တော်တို့ကဖိလေကြွလေပြည်သူတွေဖြစ်ပါဟုတ်ကဲ့ပါအဲ့တော့အခုဆိုရင်ဒီຫນွေဦးတော်လန်ရေးကာလနဲ့ပြောမယ်ဆိုတာအချိန်၅နှစ်ပေါ့ဒီ၅နှစ်ကိုကျွန်တော်တို့ဒါကောက်ချက်ချကြည့်မယ်ဆိုရင် တေးကြတယ်ဗျဒီအာနာမင်းအွန်လိုင်း2021အာနာသိမ်းမှုကမအောင်မြင်တဲ့အာနာသိမ်းမှုကြာရှုံးသွားပြီဖြစ်တဲ့အာနာသိမ်းမှုလို့ပြောခြင်းတယ်အချိန်၅နှစ်ရှိပြီဗျသူ့ရဲ့အုပ်ချုပ်ရေးရနဲ့ဘယ်လိုမှတည်လို့မရယနေ့ကျွန်တော်တို့ဟလာစေရေးရှုထောင့်အရာကြီးမလားတော်လိုင်းအင်အားစုတွေအတီးတီးစိုးမိုးထိမ့်ချုပ်သိမ့်ပတ်ထားတဲ့နော်နေမြေဒေသတွေအများကြီးရှိခဲ့ပြီနိုင်ငံရေးအရာကြီးမလားနိုင်ငံတကာတန်ခိုးတမန်ခင်းရမင်းအွန်လိုင်းစေအုပ်စုကိုကဘာကြီးကအပြည့်အဝအတိမတ်ပြုမှုရတယ်လားနောက်ဆုံးပြကဘာအကြီးမားဆုံးအဖွဲ့အစည်းဖြစ်တဲ့ဥစားသမက်ကမှာ မဲအွန်လိုင်းအခုနော်ဆေးအုပ်စုအတိမတ်ပြုတ်သလားလုံးဝအတိပြတ်တိမတ်ပြုတ်မှုမရှိဘူး။နောက်ပြည်တွင်းပြည်သူတွေမဲအွန်လိုင်းဆေးအုပ်ချုပ်ရေးအောက်မှာနော်ပျော်ရွှင်နေကြသလားနော်အဆင်ပြေနေကြသလားလက်ခံနေကြသလားလုံးဝလက်ခံမှုမရှိဘူး။အဲ့ပြောနေတာကဒီအာနာသိမ့်မှုဒီကြာရှုံးသွားတဲ့အာနာသိမ့်မှုတို့ပြောခြင်းနဲ့သို့တော်မှန်တယ်တော်လန်ရေးတရက်ကိုဆင်နွှဲနေကြတာဖြစ်တယ်။နောက်ပြီးကျွန်တော်တို့ရဲ့တော်လန်ရေးကတို့ဟာညနှစ်80နှစ်80လောက်ဟိုအသားကျနေတဲ့စစ်အာဏာရှင်စနစ်ကြီးကိုတွန်းလှန်ရတာဖြစ်တယ်။ဒါကြောင့် ကျွန်တော်တို့မလွယ်ပါဘူးမလွယ်ပါမလွယ်တဲ့ခရီးဖြစ်ပါတယ်ကျွန်တော်တို့တောက်လျှောက်လူလူကိုတင်ပြရတဲ့ဒီခရီးကတာတူခရီးမဟုတ်ဘူးအထူးသဖြင့်ဒါ2025ဆိုရင်ဒါဒီနှစ်ထဲဆိုရင်လူလူကလည်းပြောကြမှာပေါ့နော်ဒေါ်လာရေးရဲ့ဒါအနိုင်ကာလတွေရှိမှန်ပါတယ်ဒါပေမဲ့ကျွန်တော်အဓိကလူလူကိုတင်ပြရဆိုတာဒေါ်လာရေးတို့မြည်တီအမြဲတမ်းစဉ်ဆက်မပြတ်နော်တက်တက်တက်သွားတဲ့သဘောမျိုးပေါ့အနိုင်အမြင့်အတက်ကြတယ်နဲ့လိုင်းသဘောဆောင်တယ်ပေါ့ဗျာဒီရေနဲ့ဒီရေမြင့်ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တေးကြတယ်လူထုခွန်လူထုအားနဲ့ဆက်ပြီးသွားကြတယ် ဲ့တော့ကျွန်တော်တို့တော်လန်ကြီးပတ်မှာပဲလိုအပ်ချက်တွေနော်အစင်မပြေမှုတွေရှိတာမဟုတ်ပါဘူးကျွန်တော်တို့ရင်ဆိုင်နေရတဲ့ main online sales မှာလည်းသူနှစ်သူဟန်နဲ့သူ့မှာဖိအားတွေရှိတယ်အကြက်တဲတွေနီးလမ်းမျိုးစုံရှိတယ်ဒါကိုလည်းကျွန်တော်တို့သိကြတယ်အဲ့တော့ကျွန်တော်တို့အဒီနဲ့ထုတ်ပြောချင်တာကျွန်တော်တို့အခုချိန်မှာစပြီးစပြီးရှေ့ရောက်ပို့ပြီးတော့စူစီးကြမယ်ပို့ပြီးတော့တန်ပါကြမယ်ပို့ပြီးတော့အလုပ်လုပ်ကြအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီအာနာရှယ်စနစ်စန့်ကျင်တော်လန်ရေးမှာတပါအချားမရှိဘူးအဲ့တော့ကျွန်တော်တို့လူဒုအားကိုအဓိကယုံကြည်တယ်အဓိကအားပြုမယ်ကျွန်တော်တို့ ရွေးကောက်ပွဲအတူလုတ်ပြီးသွားတယ်ကျွန်တော်တို့ရဲ့ဒီတော်လန်ကြီးရဆက်ပြီးတော့ရှိနေမှာပဲဆက်ပြီးတော့သွားနေမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတူတူသွားကြမယ်လက်နက်ကင်တိုက်ပွဲအပါဝင်ဒီဘက်ကလူလူတိုက်ပွဲလူလူတို့ရှာမှုတွေနဲ့ဟန်ချက်ကြီးပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူ့လူဦးတော်လန်ကြီးကိုဖတ်သွားကြမယ်တကယ်တော့ဗျာဟိုလွတ်လပ်ရေးရပြီးနော်1948နောက်ပိုင်း280နီးပါးတော်လန်ကြီးမှာဒီ9နှစ်တာလူဦးတော်လန်ကြီးတော့ခကြီးရောက်ခဲ့ပောက်ခဲ့တာမရှိပါဘူးကျွန်တော်ထင်တယ်မင်းအွန်လိုင်းလုံးလည်းဝန်ခံထားတယ်သူတို့အာနာသိမ်းရတာဒီလောက်ထိခက်ခဲမယ်မှန်းသိရင်သူတို့ အနာသိဖို့တော့ကျွန်တော်ထင်တယ်စဉ်းစားရဲမှာမဟုတ်ပါဘူးကျွန်တော်ယုံကြည်တယ်မြန်မာပြည်မှာနောက်ထပ်တကစစ်အာဏာသိမ်းမှုဆိုတာရှိဖို့မဖြစ်နိုင်တော့အခုမဲအောင်လည်းကိုယ်တော်သူအာဏာသိမ်းပြီးတော့သူပြန်နောင်နာရရင်ရတယ်ဝမ်းနေနေတော့ပြောချင်တာကဓာတိပြည်မျိုးဦးတော်လှန်ရေးရလက်ထရေတခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတော်လှန်ရေးကိုဘယ်လောက်ပဲအခက်အခဲတွေရှိရှိဘယ်လောက်ပဲပြင်းမဆင်းရဲမှုတွေရှိရှိအတူတူဆက်ပြီးတော့ချစ်တက်ကြမယ်အတူတူဆက်ပြီးတော့ချရမယ်အဲ့တော့လက်နက်ကိုင်တိုက်ပွဲလူလူတိုက်ပွဲဟန်ချက်ကြီးပေါင်းဆက်ပြီးတော့ပြည်သူမျိုးဦးတော်လှန်ရေးကြီးအဆုံးသက်ပန်းတိုင်ဖြစ်တဲ့ တန်းတူမှုနဲ့ကိုယ်ပိုင်ဒါထမ်းဝင်ရှိတဲ့ရင်းညာတာရတဲ့เนาะနိုင်ငံတစ်တစ်ခုကိုတူတိဆောက်ကြပါစို့လို့ပြောကြရင်မယ်ကျွန်တော်နေကုတ်ချုပ်ချင်ပါတယ်အတူဆက်ရုံးကြမယ်ဒီတော့ဘုတ်ချအောင်ကိုအောင်ရမယ်